အမမကူးကမန်းတက်ထဲမှာလေအေးကြီးွာလေးနဲ့လေအဲ့ဘသူလေးလဲဟောသဘောကြော်တယ်ဟောငါကဒီဒီဇိုင်နာတယောက်အနေနဲ့ကြတော့ဒီမှာဝိဝါရဲ့အဓိကဝတ်စုံလေးဖြစ်တဲ့အဲသူဒီအလူလဲဝတ်တာမျိုးလို့သူရဲ့ဒီသားလေးရှင်ပြူတဲ့အခါမှာဝတ်တဲ့ဝတ်စုံမျိုးလေးအဓိကမြန်မာဝတ်စုံကိုချုပ်ဝေ့ရတဲ့ဝတ်စုံမျိုးလေးရေဆိုတော့ကိုကလှုပ်ပေးရတာပေါ့ဒီမှာတော့အဓိကအလှကြီးဆိုတာအထက်လေအဲသူ့ရဲ့ character နဲ့လိုက်တာ လေပေါ့နော်အဲ့လိုမျိုးလေးတွေကိုကတော့မြင်ရတာပေါ့မြင်ပြီးဒီမှာသူ့ character ဘယ်လိုလေးရှိလဲဥမာဒီမှာဆိုရင်အာ ရှင်လောင်းခဲ့ရမှာဆိုလို့ရှင်သူကသူ့ဒီအပြိုဘဝကောင်းမလေးတုန်းကတမျိုးဒီသားလေးကိုအရှင်ပြူတဲ့အခါမှာဆိုလို့ရှင်ဝစ်ဆောင်ကချင်းသွားတာတမျိုးပေါ့အဲ့တော့သူ့ရဲ့ character ပုံမှာလိုက်ပြီးတော့ကိုရီးယားလှုပ်ပေးရတာပေါ့လေဒူဒီယောက်ကိုမုံလို့တိုင်တစ်ခါမဲတယ်မှာနာကြီးစိမ့်နဲ့နှလုံးသားကိုဖြတ်ရိုက်မှာအခါခါတည်ハハハハ ိတ်နေရကောင်မလေးတွေဆိုရင်လည်းဟိုကိုရီငငယ်ရနေတော့မတူတော့ခုခိတ်ကတော့အပို့ပြီးတော့လှလှလေးပို့ဝတ်တက်လာကြတယ်ပေါ့လေဟိုနေရကောင်မလေးတွေဆိုပေမဲ့လည်းအဓိကသူ့ရဲ့ဒီမာသူကဥမာအခြေခံလူတန်းစားလာလူလက်တန်းစားလာအဲဘလို့အခြေအနေလဲပေါ့နော်အဲ့ပုံမှာမူတည်ပြီးတော့ကိုရီးယားဖန်တီးရတာပေါ့ မညီမဒီဇိုင်နာမျက်စုပါဒီပြောသံမှာတော့အဓိက styling နဲ့ပေါင်းပြီးတော့ဖန်တီးတာပေါ့နော်။များသောအားဖြင့်ဒီမှာက styling ရဲ့ခန္ဓာပုံများတာပေါ့လေ။ညီမကဒီဒီဇိုင်နာတယောက်အနေနဲ့ကျတော့ဒီမှာဝိဝါရဲ့အဓိကဝတ်စုံလေးဖြစ်တဲ့အဲသူဒီအလူလဲ့ဝတ်တာမျိုးလို့သူ ရဲ့ဒီသားလေးရှင်ပြူတဲ့အခါမှာဝတ်တဲ့ဝတ်စုံမျိုးလေးအဓိကမြန်မာဝတ်စုံကိုချုပ်ဝေ့ရတဲ့ဝတ်စုံမျိုးလေးရေဆိုတော့ကိုကလုတ်ပေးရတာပေါ့ဒီမှာတော့အဓိကအလှကြီးဆိုတာထက်လေအဲသူ့ရဲ့ character နဲ့လိုက်တာမျိုးပေါ့ဥမာအလူလှဲ့တာမှာဝတ်တာဆိုလို့ရှိရင်လေသူ့ကိုဟိုလှတယ်ဆိုတော့အရင်လှနေလို့မရဘူးသူ့ရဲ့ဒီ character မှာသူကအဲဥမာအခြေခံလူဒန်းစားလောက်ပဲရှိတဲ့နေရာလေးမှာဖြစ်တဲ့အတွက်ဒီအခြေခံလူဒန်းစားအဲကောင်းမလေးတွေဝတ်လောက်တဲ့ fabric ကအစားအဲ့လိုမျိုးလေးတွေကို အဓိကထားပြီးတော့ဖန်တီးရပါဘောလို့အဲအဲ့လိုမျိုးကတော့အဓိကတော့ကိုယ်လုံးနေကြဆိုတော့အများကြီးတော့ရီးတော့ဟိုအချိန်မယူရပါဘူးအဓိက styling နဲ့တိုင်ပင်တာပေါ့နော် styling ကအမကြီးဒီမှာတော့ဝင်းဝါ character ကဘယ်လိုမျိုးလေးရှိရဲအဲ့ပုံမှာမူတည်ပြီးတော့အမအဆင်ပြေသလိုလေးဖန်တီးပေးပါပေါ့အဲ့လိုမျိုးလေးအဝင်းဝါနဲ့ကတော့ဒီကားမှာတော့အဓိကမျိုးဆိုတာဝင်းဝါတဲ့အဓိကပြောရတဲ့ styling နဲ့အဓိကပြောရတာများတယ်များတယ်ဒီမှာဝစ်စုံအီအတွက်ကနဲတယ်ဝိစုံရဲ့အတွက်ကနဲတယ်အာဒီမှာကအလှဆင်းနေဆိုတာထက် ဟိုပါဟိုသူ့ရဲ့တဘာဝကျတဲ့ဟာမျိုးတွေဖြစ်တဲ့အတွက်ဒီဇိုင်နာရဲ့ခန္ဓာကတော့နည်းတယ်အဲ့လိုမျိုးလေး အဲဒါမဲ့အဆင်ပြေပါဝင်လာမှာမျိုးစုကသူနဲ့ဒီခုနောက်ပိုင်းရုပ်ရှင်တွေရောဒီဇလန်းတွဲတွေရောဝင်အောင်တော့အများလေးချုပ်ပေးတာပေါ့နော်အဲ့ခါကျတော့ဥမာဒီဟိုဒီတကားမှာကကိုချုပ်ပေးရတဲ့ဝတ်စုံနဲ့ဆိုမဲ့သူ့ကိုတကားလုံးရုပ်ရှင်တွေဖန်တီးရတဲ့ဟာမျိုးတွေလည်းရှိရဲအဲနောက်ထပ်သူထွက်လာတဲ့ရုပ်ရှင်တွေမှာလည်းကိုအစားဆုံးတကားလုံးလောက်ထားတာမျိုးတွေလည်းရှိရဲအဲ့တော့ဒီကားမှာနဲလို့ကိုမလုံးချင်ဘူးအဲ့လိုမျိုးတော့မရှိပါဘူးဟုတ် အဲ့လိုမျိုးတော့မရှိဘူးအဓိကတော့သူက character ပေါ်မှာယူသွတ်တဲ့သူတွေဆိုတဲ့အခါကျတော့လေအအဓိကက तू လှနေဖို့ဆိုတာထက်ဒီ character ပြင်ပြနေဖို့ကိုရီးယားဘေးကနေပြီး support လုပ်ရတာပေါ့လေဟုတ်အရေးပါတာပေါ့ဘာလို့လဲဆိုတော့ तू ဥမာမင်းသမီးတယောက်ကလှနေလို့ပဲဥမာဝတ်စုံကကြွန့်နေလို့ပဲမရဘူး तू character ကိုပြင်ပြဖို့ ဟိုကိုရီးယားဖန်ဖို့ရတာဆိုတော့သူ့ရဲ့ character နဲ့မအပ်ဆက်တဲ့ဝတ်စုံမျိုးကိုရီးယားဖန်တီးမိတယ်ဆိုလို့ရှိရင်လည်းဒါသူ့ရဲ့ character ကိုနှောက်ရှက်ဖြစ်တာပေါ့လေအဲ့တော့ဝတ်စုံရဲ့ခန်းကဏ္ဍကလည်းအရေးပါတာပေါ့တစိတ်တည်းသားပေါ့လေအဓိကကအမ်မြင်ဘသူ့ကိုဆိုတာထက်ဟိုမှာတော်ရွာတော်တလေပေါ့နော်အဲ့လိုမျိုးလေးတွေကတော့မြင်ရတာပေါ့မြင်ပြီးဒီမှာသူ့ character ဘယ်လိုလေးရှိလဲဥမာဒီမှာဆိုရင်အာ ရှင်လောင်းခဲ့ရမှာဆိုလို့ရှင်သူကသူ့ဒီအပြိုဘဝကောင်းမလေးတော့တမျိုးဒီသားလေးကိုအရှင်ပြူတဲ့အခါမှာဆိုလို့ရှင်ဝစ်ဆောင်ကချင်းသွားတာတမျိုးပေါ့အဲ့တော့သူ့ရဲ့ character ပုံမှာလိုက်ပြီးတော့ကိုရီးယားလှုပ်ပေးရတာပေါ့လေဟုတ်အာဟိုဟာဖြစ်တာပေါ့ကိုရီးလည်းနေရပဲဆိုတော့လေကိုရီးတို့ကတော့အထူးတလဲကြီးတော့ဟိုဟာမဖြစ်ပါဘူးအဆင်ပြေပါတယ်ဟုတ် အခုခေတ်နေရကောင်မလေးတွေဆိုရင်လည်းဟိုကိုရီငငယ်ရနေအောင်မတူတော့အခုခေတ်ကတော့အပိုပြီးတော့လှလှလေးပိုဝတ်တက်လာကြတယ်ပေါ့လေဟိုနေရကောင်မလေးတွေဆိုပေမဲ့လည်းအဓိကသူ့ရဲ့ဒီမာသူကဥမာအခြေခံလူတန်းစားလာလူလက်တန်းစားလာအဲဘလို့အခြေအနေလဲပုံတော့အဲ့ပုံမှာမူတည်ပြီးတော့ကိုရီးယားဖန်တီးရတာပေါ့အဲလောရတာပေါ့အဲဥမာစကားတကားပုံမှာမူတည်ပြီးတော့ပေါ့သူ မှာဆိုတချို့ဇက်လမ်းနေတချို့ရုပ်ရှင်နေဆိုငါတို့ကကိုတွေပါဇက်ညွန်းဖတ်ရတာမျိုးရှိရယ်။ဟောအသေးစိတ်သူတို့နဲ့မီတင်တွေလုပ်ရတဲ့ဟာမျိုးတွေလည်းရှိတယ်။အဲ့ဒါတော့ဇက်ကားရဲ့ဒီဟောတံမိုအနေအမြင့်ရဲ့ကိုဘလောက်ဝင်ပြီးတော့ပါဝင်ပေးရမလဲဆိုတာပေါ်မှာမူတည်ပြီးတော့အချုပ်ဆက်တွေကြောက်လဲအစာဆုံးဆိုကိုကိုတိုင်းဇက်ညွန်းတွေဖတ်ရတယ်သူတို့နဲ့ခဏခဏမီတင်တွေထိုင်ရတယ်ပေါ့အဲ့လိုမျိုးပေါ့ဒီဇက်ကားမှာတော့ကိုက များကြီးရမဟုတ်ပါဘူးအဓိကသူဝေးရမဲ့မြန်မာဝတ်စုံလေးတွေကိုကဖန်တီးပေးရတာပေါ့ဒီထဲမှာဒီထဲမှာဆိုတော့အနည်းဆုံး၅ဆုံလောက်ပဲဒါပေမဲ့အဲ့ထဲမှာတို့ရွေးပြီးတော့ styling နဲ့ဘုံဝါနဲ့တိုင်ပင်ပြီးတို့လိုအပ်တဲ့ဟာလေးတွေပဲဝတ်သွားတာပေါ့နော်ကိုလည်းအခုကြည့်မှသိအောင်ဆိုတော့ဟုတ်ဟုတ် designer တက်တန်းတော့ကြာပြီး15နှစ်ကျော်လောက်ကိုရှိပြီဟုတ်ဟိုညီမတို့ဟိုဟာပေါ့ print media ခက်တဲရပေါ့ကိုရီးယားတော့လေဟုတ်အဲဟုတ်တယ်အခုနောက်ပိုင်းကကြာတော့ social media မှာကအဲ page မှာတော့တင်တယ်ပေါ့နော်အများကြီးတိတ်မလို့ဖြစ်မတော်ဘူးဆိုတာလေတော်တော်လေးမွေးထားတာဆိုတဲ့အခါကျသူ့ကိုလည်းအချိန်ဖဲ့ပေးရတာဆိုတော့အဲဟို series တွေရုပ်ရှင်တွေကတော့လုတ်ဖြစ်ပါတယ် social media မှာအရန် update မလုတ်ဖြစ်နေတာပေါ့ဟုတ်အာအလုံးဒီဇလန်လေးကိုခေါပြောဆန်ရုပ်ရှင်လေးကိုအားပေးပေးပါဦးဒီမှာဝင်းဝါကပန်းဦးဆိုတဲ့ character လေးနဲ့ဘလောက်အထိ အပီပြင်အောင်တရုတ်ဆောင်ထားတယ်ဆိုတာလေးကိုကြည့်ပြီးတော့ဝေဖန်ပေးပါအောင်လို့ညီမတို့လည်းတစိမ့်တဒေတာပါဝင်ပြီးအပြစ်ထားပါတယ်ဂျေဆုတက်ပါတယ်